ကိုမိုင်းစည်းဝါးရေးတွေလုပ်ပြီးဆိုလို့ရှိရင်ဝယ်သူတွေပေါ့ဘယ်လိုမျိုးဝန်ဆောင်မှုကောင်းကောင်းပေးရမလဲစဉ်းစားကိုပိုင်းစည်းဝါးရေးတွေမှလုပ်လို့ရတယ်ပေါ့နော်ကိုမိုင်းစည်းဝါးရေးလုပ်တဲ့ရည်ရွယ်ချက်ကအများကြီးပဲရှိတယ်တုပ်ပေသနာလုပ်ကြည့်တာကိုမိုင်းစည်းဝါးလုပ်တဲ့လုပ်ငန်းရှင်များတို့အဲပုံမှန်ဝင်ငွေလိုချင်လို့နောက်တစ်ခုဝန်ထမ်းမလုပ်ချင်လို့နောက်တစ်ခုကချမ်းသာချင်လို့နောက်တစ်ခုကလူတွေကိုကူညီချင်လို့နောက်တစ်ခုက professional သူဒီနေပဲမှာကျွမ်းကျင်နေတယ်အဲ့ပေါ်မူတည်သူကိုယ်ပိုင်စီးပွားရေးကိုသူလုပ်ချင်တယ် အဲ့တော့ professional ဖြစ်ချင်လို့နောက်တစ်ခုက passionate အရင်ယူတော့တာမလုံးရရင်မနေနိုင်တဲ့လူမျိုးတွေလည်းအဲ့လိုမျိုးကိုယ်ဝန်စီဝိုင်းလုပ်တဲ့လူတွေရှိတယ်ပြီးရင်ကိုယ့်ရဲ့မိသားစုမိသားစုလုပ်ငန်းဆိုတော့လက်လွဲမယူလို့လည်းမရအောင်ဆက်ဆက်ရှင်ပေါ့နော်လက်လွဲယူလိုက်လို့လုံးဝလုံးဝတိုးကြတော့လေကိုယ်လက်ထပ်မှာကုမ္ပဏီလုပ်ငန်းရှင် ဖြစ်ချင်တော့ပိုင်ရှင်ဖြစ်ချင်တော့စလုပ်လို့ရှိကိုယ်ပိုင်စီးပွားရေးဆိုတာလုပ်ချင်တိုင်းလုပ်လို့မရဘလို့အကြောင်းပြချက်မျိုးနဲ့ပဲလုပ်လို့ကိုယ်ပိုင်စီးပွားရေးတွေလုပ်ပြီးဆိုလို့ရှိရင်ဝယ်သူတွေပေါ့ ဘယ်လိုမျိုးဝန်ဆောင်မှုကောင်းကောင်းပေးရမလဲစဉ်းစားရေကွက်ထဲမှာတခြားလူတွေဘယ်လိုမျိုးဝန်ဆောင်မှုတွေပေးနေအဲ့ထက်ပိုကောင်းကိုပါလိပေးလို့ရတယ်အဲ့ပေါ်မူတည်ပြီးတော့ဝယ်သူတွေအတွက် value ဆိုတဲ့တန်ဖိုးတွေများများပေးနိုင်တဲ့လုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေပေါ့နော်အတိုင်းအတာတစ်ခုလောက်တွေအဆင်ပြေလိမ့်မယ်နောက်တစ်ခုကကိုယ်ဝန်စီးပွားရေးလုပ်ပြီဆိုလို့ရှိရင်မဖြစ်မနေသိရသိရမယ် marketing အရင်ရေးကြည့်တယ် marketing မသိပဲရောင်းအောင်မတက်ဘူးဝယ်သူမရဘူးကြော်ညာမကြော်ညာတက်ဒါမျိုးတွေလုပ်လို့မရဘူး အဲ့ပုံမူတည်ကျွန်တော်သိအောင်လေးလောက်ရမယ်လေ့လာရမယ်ပြီးအသုံးချကြည့်ရမယ်အဲ့တော့လွယ်လွယ်ကူကူနဲ့ပေါ့နော် marketing ကိုကောင်းကောင်းသိကျင်တဲ့ကိုယ့်လုပ်ငန်းအတွက်အတိုင်းအတာတစ်ခုလောက်ဒီအသုံးချကျင်တယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်တင်တဲ့ SMS တင်တန်းရှိပါတယ် January 2026 89မှာရန်ကုန် MCD ဘက်မှာကျွန်တော်ဖွင့်မှာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ SME လုပ်ငန်းရှင်တွေအများစု marketing mind နဲ့ပတ်သက်ပြီးတော့ကူညီပေးနေတဲ့ marketing expert တယောက်ဖြစ်တဲ့ကျွန်တော် marketing နဲ့ပတ်သက်တဲ့နေပြည်တော်မှာကျွန်တော်6နှစ်လောက်တော့ကျွန်တော် training လောကမှာဒါ လုပ်ငန်းရှင်3000ကျော်နှီးပါလက်နက်တွေကျွန်တော်ပေးခဲ့တယ်အတိုင်းအတာတစ်ခုတော့ဒီလက်ချိုးပြောင်းလဲသွားကြတယ်အခု offline ဆိုလို့ကျတော့တထောင်လောက်တော့ကျွန်တော်တို့အာ marketing နဲ့ပတ်သက်တဲ့အပိုင်းတွေကျွန်တော် training တွေပေးပါတယ် marketing နဲ့ပတ်သက်တဲ့ no marketing no sale book ကိုလည်းကျွန်တော်ထုတ်ထားတယ်ဟို web marketing guru professor philip gordon နဲ့မြန်မာနိုင်ငံမှာဒူးရတိုင်းရဲ့အလုပ်လုပ်နေပါတယ်ဒါတွေပြီးမြန်မာနိုင်ငံမှာဘယ်လိုအသုံးချရမလဲဆိုတော့လက်တွေ့ကြတဲ့အရာတွေပဲကျွန်တော်မျှဝေပြီးတော့ကျွန်တော် training ကိုဖြစ်မနေတစ်ချိန်တစ်ခါလောက်ဖြစ်ဖြစ်စမ်းတက်ကြည့်လိုက် marketing အနစ်တရာကိုအကောင်းဆုံးသိပါလိမ့်မယ်အဲ့ကျရင်ကိုယ်ဝန်ရှိဝဲလို့တော့ပျော်လာလိမ့်မယ်ပြီးရင် ိုအလုတ်ကိုလုတ်လို့သဘောမထားတော့ဆိုလိုချင်တာကတကယ်အလုတ်လုတ်ရင်ဝယ်လူတွေကိုစေတနာထားရင် value တွေပေးရင်နဲ့အကိုလုပ်ငန်းကလည်းပိုပြီးကြီးလာတယ်ပါလိမ့်မယ်ကျွန်တော်တင်တန်းမှာမနက်9နာရီညနေ6နာရီညနေ8နာရီ entertainment ပါတယ်ဟိုဒီ menu အောင်နောက်တစ်ခုကလုပ်ငန်းရှင်အချင်းချင်းပြန်ပြီးဆွေးနွေးလို့ရတဲ့ session တွေကျွန်တော်ထည့်ပေးထားတယ်အဓိကတော့ကျွန်တော်ရဲ့ experience တွေကျွန်တော်လေ့လာထားတဲ့ experience တော့ motivate ပြီးတော့မြန်မာနိုင်ငံဈေးကွက်နဲ့ kait ကြီးတဲ့အကြောင်းအရာတွေအများကြီးသိရ marketing မလုပ်လို့ရှိရင်ဆုံးရှုံးသွားနိုင်တဲ့အချက်တွေ33ချက်လောက်ရှိတယ် အဲ33ကျက်ဆိုတော့လုပ်ငန်းသီးလေးတွေလောက်ရတာတနည်းနည်းလို့များသူက55ကျက်20လောက်မလုပ်ထားတာကြီးရှိရဲ့အဲကျန်ကိုယ့်ရဲ့လုပ်ငန်းကဘလို့အချိန်မှာဘလို့ကြာရှုံးမလဲဆိုတာဘလို့မှခံမှန်းလို့ရရင်နေထားနေမဟုတ်ဘူးကိုပိုင်စီးပွားရေးလုပ်ငန်းရှင်မဖြစ်သေးဘူးကိုပိုင်နဲ့လုပ်ငန်းရှင် ဖြစ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ SMS တင်တယ်မဖြစ်မနေလာတတ်ပါတနင်္ဂနွေတတိယသိချင်ဒီအောင်မှာ SMS လို့ရေးခဲ့ပေးပါ chat box မှာဖုန်းနံပါတ်ပို့ထားပေးပါအခုတည်းကအထားရတဲ့တွေတော့အားရပါစီစဉ်ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ် ီဒီယိုနဲ့ပြန်ပြီးတော့တွေ့ပါမယ်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေ။